ါကစ္စတန်ကအိန္ဒိယကိုအပိသက်ချေမှုမှုစစ်ပြင်လာပါပြီ။အိန္ဒိယရဲ့အဓိပ္ပာယ်မဲ့သောတာလွန်အင်အားပြမှုတစ်ခုဖြစ်တဲ့တိုက်လေရင်ဘုံကျဲမှုကိုပါကစ္စတန်ခံလိုက်ရပြီးနောက်မှာလက်စားချေဖို့အစီအမံတွေချမှတ်လာပါပြီ။ကဘာကြီးဟာအိန္ဒိယနဲ့ပါကစ္စတန်အကြားနောက်ထပ်ဘာရီဖြစ်ပေါ်လာမလဲဆိုတာကိုစိတ်လုံချောက်သွားစောင့်ကြည့်နေကြပါတယ်။ဗုဒ္ဓဟူးနေ့ကအိန္ဒိယကပါကစ္စတန်နဲ့ပါကစ္စတန်ထိန်းချုပ်ထားတဲ့ကက်ရှမီးယားဒေသတွေကိုဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့ပြီးနောက် ပါကစ္စတန်ကအိန္ဒိယရဲ့လေယာဉ်၅စင်းကိုပစ်ချခဲ့တယ်လို့ပြောခဲ့ပါတယ်။ဒီဖြစ်ဟာနျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတဲ့အိန္ဒိချင်းနှစ်နိုင်ငံနှစ်ခုကြားဆယ်စုနှစ်နှစ်ခုကျော်အတွင်းအဆိုးရွားဆုံးပဋိပက္ခဖြစ်ခဲ့ပြီးဖြစ်ပါတယ်။အိန္ဒိယကနယူးဒေလီမှာပါကစ္စတန်ကတုံ့ပြန်လာရင်အိန္ဒိယလည်းတံပြန်တုံ့ပြန်မယ်လို့နိုင်ငံခြားတန်တမန်၁၀ခန်းကျော်ကိုပြောကြားခဲ့ပါတယ်။ဒါဟာကမ္ဘာအန္တရာယ်အများဆုံးနဲ့လူဦးရေအထူးထက်ဆုံးနျူကလ িয়ার အန္တရာယ်ဆုံးဒေသတွေကတစ်ခုမှာပိုကြီးတဲ့စည်ရေးပဋိပက္ခဖြစ်ပေါ်လာမှာကိုစိုးရိမ်မှုတွေတိုးလာစေပါတယ်။ ပါကစ္စတန်ဝန်ကြီးချုပ်ရှယ်ဘတ်ရှရစ်ကနိုင်ငံပိုင်ရုပ်သံလိုင်း PTV မှာညာရင်းချင်းနိုင်ငံသားတွေကိုမိန့်ခွန်းပြောရင်အိန္ဒိယဟာအခုဆိုရင်အကျိုးဆက်တွေကိုပေးဆက်ရလိမ့်မယ်လို့သူတို့ကကျွန်တော်တို့တက်ဆုပ်သွားမယ်လို့ထင်ခဲ့ကြတာဖြစ်နိုင်တယ်။ဒါပေမဲ့သူတို့မေ့လျော့သွားတာကဒါဟာရဲရင်တဲ့လူမျိုးတွေရဲ့နိုင်ငံဖြစ်တယ်ဆိုတာပါပဲ။ကျွန်တော်တို့ဂရုပြုပါတယ်။ဒီအာသာနီတွေရဲ့သွေးတစက်တိုင်းအတွက်ကျွန်တော်တို့လက်စားချင်မယ်လို့သူကကြုံးဝါခဲ့ပါတယ်။အဲ့ဒီနောက်ပါကစ္စတန်ဟာ ိန္ဒိယနယ်စပ်တခြားညာရင်းချင်းပြက်ကတ်မှုတွေပြုလုပ်ခဲ့ကြပါတယ်။အစ္စလာမဘတ်ကနေအိန္ဒိယတွေကိုဒုံးကျည်တွေနဲ့ထိုးစစ်တစ်ခုစတင်ခဲ့ပြီးတိုက်ခိုက်မှုတွေနဲ့တံပြန်ခဲ့ပါတယ်။အခုတော့နှစ်နိုင်ငံကြားပထမဆုံးဖုန်းခေါ်ဆုံးမှုဟာဒီမနက်မှာရှိခဲ့တယ်လို့အိန္ဒိယသတင်းဌာန CNN News 18ကဖော်ပြထားပါတယ်။ဒီကြားအနေနဲ့ပါကစ္စတန်နိုင်ငံသား၏ဝန်ကြီးနဲ့အိန္ဒိယစစ်တပ်တို့ကနှစ်ဖက်စလုံးဒီမှာရပ်တန့်မှုသဘောတူမယ်ဆိုရင်တင်းမာမှုတွေမတိုးမြှင့်မှုစဉ်းစားမယ်လို့ပြောကြားထားကြပါတယ်။အမေရိကန်ရဲ့ထိပ်တန်းတန်တမန် မာကိုရူဘီယိုကပါကစ္စတန်စစ်တပ်အကြီးအကဲနဲ့စကားပြောဆိုခဲ့ပြီးအပြူသဘောဆောင်တဲ့ဆွေးနွေးမှုတွေအတွက်အမေရိကန်ရဲ့အကူအညီကိုကန့်လှမ်းခဲ့ပါတယ်။တရုတ်နိုင်ငံသားရဲ့ဝင်ကြီးဌာနကလည်းဖြစ်ပေါ်နေတဲ့အခြေအနေပေါ်စိုးရိမ်ကြောင်းထုတ်ဖော်ပြောပြီးတင်းမာမှုတွေလျှော့ချရန်ကုမ္ပဏီဖြန့်ဖြေးပေးဖို့ကန့်လှမ်းထားပါတယ်။အိန္ဒိယအုပ်ချုပ်မှုအောက်ကဂျမ်မုစ်ဒေတာမှာရဲတပ်ဖွဲ့ပြောကြားချက်အရပါကစ္စတန်ရဲ့တိုက်ခိုက်မှုတွေကြောင့်လူ9ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။အိန္ဒိယစစ်တပ်ကတော့ပါကစ္စတန်ကကက်ရှမီးယားဒေတာမှာ ဆေးဘက်ဆိုင်ရာနဲ့ပညာရေးဆိုင်ရာအဆောက်အဦတွေကိုပိတ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ဆိုဆွဲထားပါတယ်။ဒါဟာနောက်ဆုံးမှာယုံကြည်မှုရဲ့ကစားပွဲတစ်ခုပါ။ဘတ်တာပါမှာအိန္ဒိယနယ်စပ်နဲ့9ကီလိုမီတာလောက်ပဲကွာဝေးတဲ့နောက်ဆုံးမြို့ပါ။ဒီမှာလူတွေရဲ့ထင်မြင်ချက်တွေကိုစူးစမ်းကြည့်ရတာစိတ်ဝင်စားစရာပါ။လူတွေကဒီခိုက်တံကိုစိုးရိမ်နေကြီးအဖြစ်မြင်နေကြပါပဲ။ဒီလိုအခြေအနေကိုအရင်ကလည်းကြုံဘူးခဲ့တာပါ။သူတို့ကအကုန်လုံးပါဝင်တဲ့စစ်ပွဲကြီးတစ်ခုဖြစ်လာမယ်လို့တော့မထင်ကြပါဘူး။ဒါပေမဲ့အိန္ဒိယရဲ့လုပ်ရက်တွေပေါ်စိတ်ပြတ်နေကြပြီး ပါကစ္စတန်အနေနဲ့တခုခုလှုပ်ဆောင်မှုလိုအပ်တယ်လို့ယုံကြည်နေကြပါတယ်။ဒါဟာပါကစ္စတန်နိုင်ငံဂုံသိက္ခာနဲ့သက်ဆိုင်တဲ့အချက်တစ်ခုပါ။ပါကစ္စတန်နိုင်ငံသားရဲ့ဝန်ကြီးစီကကြားရတာဟာနယူးဒေလီနဲ့ပြန်လည်ဆက်ဆံရေးကိုငြိမ်းချမ်းရေးအဆိုပြုမှုတစ်ခုအနေနဲ့စ조사နေတာမျိုးဖြစ်နိုင်တယ်လို့ဆိုပါတယ်။ဝန်ကြီးကအခုချိန်မှာဒုံးကြီးတိုက်ခိုက်မှုတွေကိုရပ်တန့်မယ်ဆိုရင်ကျွန်တော်တို့လည်းတင်းမာမှုတွေလျှော့ချဖို့စဉ်းစားမယ်လို့ပြောနေတာပါ။ဒါပေမဲ့ဒါကိုအရေးကိုလို့မရဘူးလို့ထင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီမနက်မှာတိုက်ခိုက်မှုတွေအများပြားဖြစ်ပွားခဲ့ပြီး ဒါတွေကအိန္ဒိယကိုစိတ်ဆိုးဒေါသထွက်စေမှာသိကြပါဗါအဲ့ဒီတိုက်ခိုက်မှုတွေကအိန္ဒိယရဲ့စစ်ဘက်ဆိုင်ရာစောက်ဦးတချို့ကိုတိုက်ခိုက်ခဲ့တာပါအခုပါကစ္စတန်ဘက်ကဒီတိုက်ခိုက်မှုတွေဟာအတော်လေးထိခိုက်မှုကြီးတယ်လို့ဆိုနေပေမဲ့နယူးဒေလီကတော့ဒါကိုငြင်းဆိုထားပါဗါနှစ်ဖက်စလုံးကသူတို့ဟာကိုကိုကိုခုခံကာဝေးရင်လှုပ်ဆောင်နေတယ်လို့အခိုင်အမာပြောဆိုနေကြပါဗါဒါအပြင်နှစ်ဖက်စလုံးကဒီအခြေအနေကိုသင့်လျော်စွာကင်တွင်နေတယ်ဒီထက်ပိုပြီးမတိုက်ခိုက်ချင်ဘူးလို့လည်းပြောဆိုနေကြပါဗျ ဒါပေမဲ့ဒီလိုအပြန်အလှန်တံပြန်တိုက်ခိုက်မှုတွေများလာလေလေမှားယွင်းမှုတွေဖြစ်ပေါ်လာတဲ့ခွင်လန်းတွေပိုများလာလေပါပဲပြီးခဲ့တဲ့နိုင်ရင်နိုင်ငယ်ပိုင်းအတွင်းသိရှိခဲ့တာကတော့နိုင်ငံတကာအတိုင်းဝိုင်းဟာဒီအခြေအနေပေါ်ပိုပြီးစိုးရင်လာတာကြောင့်ဝင်ရောက်ပါဝင်လာတာဖြစ်ပါတယ်အမေရိကန်ပြည်ထောင်စုအနေနဲ့ဆိုရင်နှစ်ဖက်စလုံးနဲ့စကားပြောဆိုနေတဲ့အမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီယိုကိုမြင်တွေ့ရပါတယ်သူကပါကစ္စတန်ရဲ့စစ်တပ်အကြီးအကဲနဲ့စကားပြောဆိုခဲ့ပါတယ် ဒီစစ်တပ်အကြီးကဲဟာဒီလောက်ရတွေကိုအမှန်တကယ်တွန်းအားပေးနေတဲ့ပုံကိုဖြစ်ပြီးအမေရိကန်ကဆက်သွယ်ရေးလမ်းကြောင်းတွေကိုဆက်လက်ထိန်းထားဖို့လိုအပ်တဲ့သူဖြစ်တယ်ဆိုတာကိုသိထားပါဗျ။ UAE, Iran နဲ့တရုတ်တို့ကလည်းဒီအခြေအနေမှာအရေးပါတဲ့နိုင်ငံတွေပါ။ဒီမနက်မှာတိုက်ခိုက်မှုတွေပြီးတော့ညဘက်မှာတံပြန်တိုက်ခိုက်မှုတွေကိုတွေ့ခဲ့ရပါဗျ။ New Delhi ကဒီမနက်ဖြစ်ပွားခဲ့တာတွေကိုတံပြန်တုံ့ပြန်ခြင်းမှာကျင်းသိနေပါဗျ။ဒါပေမဲ့ဘာကိုမဆိုသေချာပြောဖို့စော်လွန်သေးပါဗျ။ အကုန်လုံးပါဝင်တဲ့စစ်ပွဲကြီးဟာနှစ်ဖက်စလုံးအတွက်ကြီးမားတဲ့အနေရဖြစ်မယ်ဆိုတာလူတိုင်းသိထားပါဗျ။နှစ်ဖက်စလုံးမှာဆုံးရှုံးစရာတွေအများကြီးရှိပါတယ်။ဒါပေမဲ့ပါကစ္စတန်နဲ့အိန္ဒိယတို့ဟာအောင်မြင်မှုကိုကြွေးကြော်နိုင်ဖို့လဲလိုလားနေကြပါဗျ။ဒါဆိုနှစ်ဖက်စလုံးအတွက်ဘယ်နေရာမှာဒီစစ်ပွဲကိုအဆုံးသတ်မလဲ။ထင်တာကအခုထိအဲ့ဒီအဆင့်ကိုရောက်မလာသေးပါဘူး။ဒါပေမဲ့နောက်24နှစ်အတွင်းဟာတေချာပေါက်အရေးကြီးတဲ့အချိန်ဖြစ်လာမှာပါအခုချိန်မှာအိန္ဒိယအစိုးရဒါမှမဟုတ် နိုင်ငံသားရေးဝန်ကြီးဌာနစီကနှစ်နိုင်ငံကြားဖုန်းခေါ်ဆိုမှုတွေနဲ့ပတ်သက်ပြီးအတည်ပြုထားတဲ့သတင်းအချက်အလက်တွေမကြားရသေးပါဘူး။ဒါပေမဲ့ဘာပဲဖြစ်ဖြစ်အိန္ဒိယနိုင်ငံသားရေးအတွင်းဝင်ကပါကစ္စတန်ရဲ့လုပ်ရအားလုံးဟာရန်စမှုနဲ့တင်းမာမှုတွေတိုးမြင့်လာစေတဲ့သဘောရှိတယ်လို့ပြောကြားခဲ့ပါတယ်။အိန္ဒိယနိုင်ငံသားရေးဝန်ကြီးစီကကြားရတဲ့တခုတည်းသောထုတ်ပြန်ချက်ကတော့အမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီယိုနဲ့သူပြုလုပ်ခဲ့တဲ့ဖုန်းခေါ်ဆိုမှုနဲ့ပတ်သက်ပြီးဖြစ်ပါတယ်။သူကအိန္ဒိယရဲ့ချင်းကပ်ပုံဟာအမြဲတမ်းသတိထားပြီး တာဝန်တည်တည်နဲ့လှုပ်ဆောင်ခဲ့တာဖြစ်ပြီးအခုလည်းအဲ့ဒီအတိုင်းပဲဆက်လက်ရှိနေတယ်လို့ပြောကြားခဲ့ပါတယ်ဒီမနက်မှာသီရိနဂါမှာပောက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်သီရိနဂါလေးစိတ်ဟာတိုက်ခိုက်ခံခဲ့ရပါတယ်ဒီမနက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ဒီတိုက်ခိုက်မှုရဲ့အသေးစိတ်အချက်လက်တွေကိုအတိအကျမသိရသေးပေမဲ့ဒါဟာစစ်ဘက်ဆိုင်ရာလေစိတ်တစ်ခုလည်းဖြစ်ပါတယ်။ဒါအပြင် Registan ပြည်နယ်ကမြို့တချို့အထူးသဖြင့် Pakistan နဲ့နယ်နိမိတ်ထိစပ်နေတဲ့ဘာမိတ်မှာအနေအယောင်သတိပေးချက်ထုတ်ပြန်ထားပါတယ်။ဒီဒေသဟာ Kashmir ထက် တောင်ဘက်မှာအတော်လေးဝေးတဲ့အိန္ဒိယပါကစ္စတန်နိုင်ငံတကာနယ်စပ်တစ်ချောင်းမှာရှိပါတယ်။ဒါပေမဲ့တင်းမာမှုတွေအများကြီးရှိနေတော့မှာညာရင်းချင်းဒုံးကျည်တွေနဲ့လက်နက်ကိုင်ဒရုန်းတွေနဲ့တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီးအိန္ဒိယစစ်တပ်ကဒီတိုက်ခိုက်မှုတွေရဲ့အများစုကိုတုံ့ပြန်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့လေးတပ်စခန်းလေးခုမှာပစ္စည်းကရိယာတချို့ထိခိုက်ပျက်စီးမှုတွေဖြစ်ပွားခဲ့ပြီးစစ်သားစစ်သားတချို့လည်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့သူတို့ကပြောပါတယ်။အသေးစိတ်အချက်အလက်တွေကိုတော့အိန္ဒိယစစ်တပ်ကထုတ်ပြန်မပေးသေးပါဘူး။ဒါပေမဲ့ဘာပဲဖြစ်ဖြစ် ဒါဟာတစ်ဖက်နဲ့တစ်ဖက်ဆွဆွဲမှုတွေတံပြန်ဆွဆွဲမှုတွေနဲ့အပြန်အလှန်ပြန်တိုက်ခိုက်မှုတွေနဲ့ဆက်လက်ဖြစ်ပွားနေတာပါတဲမာမှုတွေတိုးမြင့်လာနေတာကိုလည်းသိကြပါဗျအိန္ဒိယနိုင်ငံသား၏အတွင်းဝင်ကပါကစ္စတန်ဘက်ကနေဆက်စီတပ်ဖွဲ့တွေရွှေ့ပြောင်းနေတာတွေ့ရတယ်လို့ပြောကြားခဲ့ပါတယ်။ဒါဟာပါကစ္စတန်ရဲ့ရွေချက်ကိုပြသတဲ့လက္ခဏာတစ်ခုပါပဲ။အိန္ဒိယဝန်ကြီးချုပ်ဟာသူ့ရဲ့အမျိုးသားလုံခြုံရေးအကြံပေးနဲ့ဒီမနက်ပိုင်းမှာတွေ့ဆုံခဲ့ပါတယ်။အိန္ဒိယကာကွယ်ရေးဝန်ကြီးကလည်း တက်မတော့လေတက်နဲ့ရေတက်တို့ရဲ့အကြီးကဲတွေနဲ့ဇက်တိုက်အစည်းအဝေးတွေပြုလုပ်ခဲ့ပါတယ်။အိန္ဒိယအနေနဲ့ဖြစ်ပွားနေတဲ့အခြေအနေတွေကိုအလွန်သတိထားပြီးစောင့်ကြည့်နေပါတယ်။သူတို့ကအမြဲတမ်းပါကစ္စတန်ရဲ့တင်းမာမှုတွေတိုးမြင့်လာစေမယ့်လှုပ်ရှားမှုတွေနဲ့ရန်လိုရဲလုပ်ရက်တွေကိုတုံ့ပြန်မယ်လို့ပြောထားပါတယ်။ဒါ့ပြင်နောက်ကွယ်မှာအမေရိကန်နဲ့ဆော်ဒီအာရေဗျအပါဝင်နိုင်ငံကောင်းကောင်းနေစီကဖုန်းခေါ်ဆုံမှုတွေအများပြားရှိနေပါတယ်။ပြီးခဲ့တဲ့တနအီတွင်အိန္ဒိယရဲ့နိုင်ငံသားရေးဝန်ကြီးနဲ့ဒီနိုင်ငံတွေကတခြားကောင်းကောင်းတွေကြားဆက်သွယ်မှုတွေဖြစ်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့ဧပြီလ22ရက်နေ့မှာဖာဟလ်ဂမ်မှာဖြစ်ပွားခဲ့တဲ့အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုကအိန္ဒိယနဲ့ပါကစ္စတန်ဆိုတဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတဲ့အိန္ဒိယနိုင်ငံနှစ်ခုကိုနောက်တစ်ကြိမ်ဆစ်ဖြစ်မဲ့အန္တရာယ်အဆင့်ထိရောက်ရှိစေခဲ့ပါတယ်။ခရီးသွား26ဦးအသက်ဆုံးရှုံးခဲ့ရပြီးအိန္ဒိယကဒီတိုက်ခိုက်မှုအတွက်ပါကစ္စတန်အခြေစိုက်စစ်သွေးကြွတွေကိုအပြစ်တင်ခဲ့ပါတယ်။ပါကစ္စတန်ကတော့ဒီဆွဆွဲချက်ကိုငြင်းဆိုပြီးဒါဟာလိန်ညာလှည့်ပြားတဲ့လုပ်ရက်တစ်ခုလို့ခေါ်ဆိုခဲ့ပါတယ်။ တံပြန်အနေနဲ့အိန္ဒိယကဆယ်စုနှစ်ပေါင်းများစွာတည်တန်းရှိတဲ့ရေခွဲဝယ်ရေးသဘောတူညီချက်ဖြစ်တဲ့ Index Waters Treaty ကိုစိုင်းငံ့လိုက်ပါတယ်။ပါကစ္စတန်ကလည်းအိန္ဒိယလေကြောင်းလိုင်းတွေအတွက်၎င်းရဲ့လေပိုင်နက်ကိုပိတ်ပင်လိုက်ပါတယ်။တန်တမန်တွေနှင်ထုတ်ခံရပြီးနေဆက်တခြားအမြောက်ပစ်ခတ်မှုတွေပုံမပြင်းထန်လာခဲ့ပါတယ်။အာရှတိုင်းငယ်ဟာနောက်တစ်ကြိမ်တင်းမာမှုအဆင့်ထိရောက်ရှိနေပါတယ်။အိန္ဒိယကတာဝေးဒုံးကြီးတွေစမ်းသပ်ပစ်လွတ်ပြီးအ धिक နေဆက်ဒေသတွေမှာလေတက်လှုပ်ရှားမှုတွေကိုတိုးမြှင့်လှုံ့ဆော်ခဲ့ပါတယ်။ဝင်ကြီးချုပ်မိုဒီကစစ်ဘက်ကောင်းဆောင်တွေကို အိန္ဒိယရဲ့နောက်ထပ်လှုပ်ဆောင်မှုတွေကိုဆုံးဖြတ်ဖို့လွတ်လပ်ခွင့်ပေးထားပါတယ်။ပါကစ္စတန်ကတော့အိန္ဒိယရဲ့မကြာခင်ဖြစ်ပေါ်လာနိုင်တဲ့တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးယုံကြည်စိတ်ချရတဲ့ထောက်လှမ်းရေးသတင်းတွေရရှိထားတယ်လို့ဆိုပြီးထိန်းချုပ်မှုမြင်ရမှာတပ်ဖွဲ့တွေထပ်မံဖြန့်ကျက်ထားပါတယ်။တင်းမာမှုတွေကလှည့်မြန်သွားမြင့်တက်လာနေပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်နှစ်နိုင်ငံစလုံးအတွက်ဘာရီအန္တရာယ်ရှိနိုင်တယ်လဲဆိုတာကိုတကယ်နားလည်ဖို့ဆိုရင်အတိတ်ကိုပြန်ကြည့်ဖို့လိုပါတယ်။အိန္ဒိယက1984ခုနှစ်မှာပထမဆုံးနျူကလ িয়ার စမ်းသပ်မှုပြုလုပ်ခဲ့ပြီး ဒါကိုငိမ့်ချမ်းရေးအတွက်နျူကလ িয়ার ပောက်ခွဲမှုလို့ခေါ်ဆိုခဲ့ပါတယ်1998ခုနှစ်မှာတော့အိန္ဒိယနဲ့ပါကစ္စတန်ကရပ်တတပတ်အနေငယ်တွင်နျူကလ িয়ার စမ်းသပ်မှုတွေဇက်တိုက်ပြုလုပ်ခဲ့ပြီးတောင်အာရှကိုနျူကလ িয়ার အန္တရာယ်ဆုံးဖြစ်တရားဝင်သတ်မှတ်ခဲ့ပါတယ်အိန္ဒိယရဲ့နျူကလ িয়ার မူဝါဒဟာအမြဲတမ်းသတိထားမှုအပေါ်မှာအခြေခံထားပြီး၎င်းရဲ့လက်နက်တူလောင်ယုံဟာအိန္ဒိယဝန်ကြီးချုပ်ဥက္ကဋ္ဌအဖြစ်ဦးဆောင်တဲ့နျူကလ িয়ার ထိန်းချုပ်ရေးအာဏာပိုင်ဖွဲ့ Nuclear Command Authority ရဲ့ တင်းကျပ်တဲ့အရသာထိန်းချုပ်မှုအောက်မှာရှိပါတယ်ပြည်လူမှုအမိန့်တွေဟာအဆင့်လိုက်အတီးပြူခြင်းလုပ်ငန်းစဉ်ကိုလိုက်နာရပါတယ်ပါကစ္စတန်ကတော့မတူပါဘူး1982ခုနှစ်မှာစစ်ရှုံးနှိမ်မှုရဲ့အိန္ဒိယရဲ့စမ်းသပ်မှုတွေကြောင့်တွန်းအားရလာပြီးအဲ့ဒီအချိန်ကဝင်းကြီးချုပ်ဇူဖီကာအလီဘူတိုကမျက်တောင်ဆားရမယ်ဆိုရင်တော့ကျွန်တော်တို့ဘုံတလုံးဖန်တီးမယ်လို့ကြေညာခဲ့ပါတယ်အဲ့ဒီအတိုင်1990ခုနှစ်အလယ်လောက်မှာသူတို့လှုပ်ဆောင်နိုင်ခဲ့ပါတယ်ဒါပေမဲ့ဒီမှာစိုးရိမ်စရာကပါကစ္စတန်ရဲ့နျူကလ িয়ার လက်နက်တွေဟာ အယက်သားတွေရဲ့ထိန်းချုပ်မှုအောက်မှာနေမဟုတ်ပါဘူးစစ်တပ်နဲ့ထောက်လှမ်းရေးအေဂျင်စီတွေအထူးသဖြင့် IS ဟာတိတာတဲ့လွှမ်းမိုးမှုရှိပါတယ်ဒါကနျူကလ িয়ার ထိန်းချုပ်မှုနဲ့တည်ငြိမ်မှုနဲ့ပတ်သက်ပြီးစိုးရိမ်မှုတွေဖြစ်ပေါ်စေပါတယ်ပြည်တွင်းအကြက်တဲတွေဒါမှမဟုတ်အစွန်းရောက်တွေရဲ့လွှမ်းမိုးမှုတွေအတွင်းခွင့်ပြုချက်မရှိတဲ့အသုံးပြုမှုတွေပါဖြစ်ပေါ်နိုင်ပါတယ်ဒါအပြင်သိငယ်ပြီးခြေရာခံရခတ်တဲ့စစ်မြေပြင်သုံးနျူကလ িয়ার လက်နက်တွေကိုအားကိုးတာကလည်းပါဝင်ပါတယ်ဒါကြောင့်နျူကလ িয়ার စွမ်းရင်နဲ့မဟာဗျူဟာမရေရာမှုတွေရဲ့မတည်ငြိမ်မှုတွေ ပေါင်းစပ်မှုတစ်ခုကိုမြင်နေရပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်နှစ်နိုင်ငံစလုံးဟာနျူကလ িয়ার ဘုံကောင်ယူနစ်ပေါင်း180ခန်း180ခန်းစီပိုင်ဆိုင်ထားပါတယ်။ဒါ့ပြင်မူဝါဒတွေကတော့အလွန်ကွဲပြားပါတယ်။အိန္ဒိယကပထမမတုံးမူဝါဒ No First Use Policy ကိုလိုက်လာပြီးနျူကလ িয়ার လက်နက်နဲ့တိုက်ခိုက်ခံရမှသာအသုံးပြုမယ်လို့ကတိပြုထားပါတယ်။အိန္ဒိယရဲ့အာရုံစိုက်မှုကယုံကြည်စိတ်ချရတဲ့အနေဆုံးအဆင့်ဟန်တာမှု credible minimal deterrence မှာ ရှိပါတယ်။ဒါဟာကာကွယ်ရေးအတွက်လုံလောက်ပြီး ဘယ်တော့မှရန်ဆမှုမဖြစ်စေဘူးပါ။ဒါပေမဲ့ပါကစ္စတန်ကဒီမူဝါဒကိုပယ်ချပါတယ်။သူတို့ကအပြည့်အဝဟန်တားမှု full spectrum deterrence ကိုလိုက်နာပြီးဒါဟာနျူကလ িয়ার လက်နက်တွေကိုတမန်ရိုးကြထိန်းချောင်းမှုတွေနဲ့ရင်ဆိုင်ရတဲ့အခါမှာတော့အသုံးပြုနိုင်တယ်လို့ဆိုလိုပါတယ်။ဥပမာအိန္ဒိယရဲ့ကျူးကျော်တိုက်ခိုက်မှုတစ်ခုဆိုရင်ပေါ့ပါကစ္စတန်ကသူတို့ရဲ့တမန်ရိုးကြစစ်ရေးအင်အားမှာအိန္ဒိယထက်တာလုံမှုကိုဖာထိန်းပြီးဖို့တင်းငယ်တဲ့စစ်မြေပြင်သုံးနျူကလ িয়ার လက်နက်တွေ tactical nuclear weapons တွေကိုပါဖန်တီးထားပါတယ်ဒီမူဝါဒကနျူကလ িয়ার အဆင့်ကိုအန္တရာယ်ရှိလောက်အောင်နှိမ်ချစေပါတယ်အိန္ဒိယရဲ့ပထမမတုံးမူဝါဒ no first use policy ဟာတရားဝင်ကြေညာထားတဲ့မူဝါဒတစ်ခုပါဒါဟာခံမှန်းနိုင်မှုထိမ့်ချုပ်မှုနဲ့ကဘာကိုအာမခံချက်ပေးတာပါအိန္ဒိယကနျူကလ িয়ার လက်နက်ကိုပထမဆုံးအသုံးပြုမှာမဟုတ်ဘူးဆိုတာပါဒီမူဝါဒကအိန္ဒိယကိုနျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတဲ့နိုင်ငံတစ်နိုင်ငံဖြစ်နျူကလ িয়ার လက်နက်မပြန့်ပွားရေးသဘောတူညီချက် Non Proliferation Treaty အပြင်ပမှာတော့တန်တမာရေးရာယုံကြည်စိတ်ချမှုတွေကိုတည်ဆောက်နိုင်ဖို့ကူညီပေးခဲ့ပါတယ်။ဒါပေမဲ့ပါကစ္စတန်ကတော့တရားဝင်ကြီးညာထားတဲ့မူဝါဒတစ်ခုမှမရှိပါဘူး။အဲ့ဒီအစားသူတို့ကအပြည့်အဝဟန်တားမှု Full Spectrum Deterrent ဆိုတဲ့အလေအကျင့်ကိုလိုက်နာပါတယ်။ဒါကဘာကိုဆိုလိုတာလဲ။ပါကစ္စတန်ကနျူကလ িয়ার လက်နက်တွေကိုပထမဆုံးအသုံးပြုပိုင်ခွင့်ကိုတင်ထားပြီးဒါဟာနျူကလ িয়ার တိုက်ခိုက်မှုကိုတိုင်ပြန်ဖို့တွင်မကဘူး။အိန္ဒိယရဲ့တမန်ရိုးကြထိုးစစ်ဆင်မှုကြောင့် မခံနိုင်တော့တဲ့ဖီအားပေးခံရတယ်လို့ခံစားရရင်တော့အသုံးပြနိုင်တယ်လို့ဆိုလိုပါတယ်။ဒီမဟာဗျူဟာမှာတာဝေးမဟာဗျူဟာဒုံးကျည်ရေသာမကစစ်မြေပြင်အဆင့်သိမ်းငယ်တဲ့နျူကလ িয়ার လက်နက်တွေပါပါဝင်ပါတယ်။ဒါကတမယိုးကြစစ်ပွဲနဲ့နျူကလ িয়ার စစ်ပွဲအခြားကိုမရေရာဖြစ်စေပါတယ်။နေဆက်မှာသိမ်းငယ်တဲ့ပြစ်ခတ်မှုတစ်ခုအိန္ဒိယရဲ့အကြီးစားစစ်စင်ရေးတစ်ခုဆိုရင်ရုတ်တရက်နျူကလ িয়ার တံပြန်နိုင်တဲ့အန္တရာယ်ဟာလက်တွေ့ဖြစ်လာနိုင်ပါတယ်။ဒါဟာ theory တစ်ခုမဟုတ်ပါဘူး။2016ခုနှစ်ယူရီတိုက်ခိုက်မှုနဲ့2019ခုနှစ် ပူဝါမှာဘာလာကော့လေကြောင်းတိုက်ခိုက်မှုတွေပြီးမှာပါကစ္စတန်ကပါကစ္စတန်ကသူတို့ရဲ့စစ်မြေပြင်သုံးနျူကလ িয়ার လက်နက်တွေကိုနယ်စပ်နားကိုရွှေ့ပြောင်းခဲ့တယ်လို့သတင်းထွက်ခဲ့ပါတယ်ဟန်တာမှုကအလုပ်ဖြစ်ခဲ့ပေမဲ့နျူကလ িয়ার တင်းမာမှုဟာကြောက်စရာကောင်းလောင်းအောင်နီးကပ်ခဲ့လွန်ပါတယ်ဒီမှာတကယ်စိုးရိမ်စရာကတော့ပါကစ္စတန်ရဲ့နျူကလ িয়ার ထိန်းချုပ်မှုလမ်းကြောင်းဟာအိန္ဒိယလိုပွင့်လင်းမြင်သာမှုဒါမှမဟုတ်အရက်သားတွေဥဆောင်မှုမရှိတာပါသူတို့ရဲ့စစ်တပ်နဲ့ထောက်လှမ်းရေးအေဂျင်စီတွေအထူးသဖြင့် IS ဟာ တိတာတဲ့အာဏာကိုပိုင်ဆိုင်ထားပါတယ်။ပြည်ရင်းမတိမ်မတည်ငြိမ်မှုတွေဥပမာနိုင်ငံရေးအကြက်တွေဒါမှမဟုတ်အစွန်ရောက်တွေရဲ့စိတ်ဝင်မှုတွေကခွင့်ပြုချက်မရှိတဲ့ဝင်ရောက်အုံပြုမှုဒါမှမဟုတ်မှားယွင်းတက်ချက်မှုတွေရဲ့အန္တရာယ်ကိုမြင့်တင်ပေးပါတယ်။တပုံတရုတ်ဆောင်တယောက်ဒါမှမဟုတ်ထိတ်လန့်နေတဲ့စစ်မြေပြင်တပ်မှုတယောက်ကစစ်မြေပြင်သုံးနျူကလ িয়ার လက်နက်တစ်ခုကိုပစ်လွတ်လိုက်တယ်ဆိုပါစို့။အဲဒီခါပြန်လဲဆုတ်ခွာဖို့နီလန်မရှိတော့ပါဘူး။ကျွမ်းကျင်သူတွေကပါကစ္စတန်ရဲ့စစ်မြေပြင်သုံးနျူကလ িয়ার လက်နက်တွေပေါ်မှာအိန္ဒိယရဲ့လက်နက်တူလောင်ယုံတွေလို့ တင်းကျပ်တဲ့အကာအကွယ်တွေဒါမှမဟုတ်ဗဟုထိန်းချုပ်မှုတွေမရှိနိုင်ဘူးလို့ပြောထားပါဗျ။ဒီလိုပွင့်သိမ်းပွင့်လင်းမြင်သာမှုမရှိတာကဒေတာတစ်ခုလုံးနဲ့ကဘာကိုအဆက်မပြတ်မသေးကြမရေရာတဲ့အခြေအနေမှာထားရှိစေပါဗျ။ကျွမ်းကျင်သူတွေကသတိပေးထားတာကတော့အိန္ဒိယနဲ့ပါကစ္စတန်အကြားအကန့်အသတ်နဲ့နျူကလ িয়ার စစ်ပွဲတစ်ခုတောင်ဖြစ်လာခဲ့ရင်ချက်ချင်းသေဆုံးမှုတန်းပေါင်းများစွာဖြစ်ပေါ်လာနိုင်ပါတယ်။လေလာမှုတစ်ခုအရပထမဆုံးရက်တက်တပတ်အနေငယ်အတွင်းမှာလူဦးရေ တန်း90ကနေ125တန်းထိတည်ဆုံးနိုင်တယ်လို့ဆိုပါရယ်။ဒါပေမဲ့တက်ရောက်မှုတွေကဒီမှာရပ်တန့်မှာမဟုတ်ပါဘူး။နျူကလ িয়ার တိုက်ခိုက်မှုတစ်ခုဟာကမ္ဘာတဝန်းရာသီဥတုပြောင်းလဲမှုတွေကိုဖြစ်ပေါ်စေပြီးနေအောင်ကြီးကိုပိတ်ဆို့ကအပူချိန်တွေကိုကျဆင်းစေမှာပါ။ဒါကိုနျူကလ িয়ার ဆောင်းရာသီနျူကလ িয়ার ဝန်တာလို့ခေါ်ပါရယ်။စိုက်ပျိုးရေးစနစ်တွေပြိုလဲသွားမှာဖြစ်ပြီးကမ္ဘာတဝန်းအစားအသောက်ပြန့်လန့်မှုနဲ့အငတ်ဘေးကြီးတွေရောက်သွားနိုင်မှာပါ။ဒါဟာလူဦးရေနှစ်ဘီလီယံထိထိခိုက်စေနိုင်ပါရယ်။ ဒါကြောင့်ဒါဟာတောင်အာရှတစ်ခုတည်းနဲ့သက်ဆိုင်တာမဟုတ်ပါဘူး။ကမ္ဘာတစ်ခုလုံးဟာဒီဆိုးကျိုးတွေကိုတကယ်ခံစားရနိုင်ပါတယ်။ကမ္ဘာအတိုင်းဝိုင်းဟာဒီအခြေအနေကိုအနီးကပ်စောင့်ကြည့်နေပါတယ်။ကုလသမဂ္ဂအမေရိကန်ပြည်ထောင်စုဒါမှမဟုတ်ဗတ်မလိုက်တဲ့နိုင်ငံတွေတောင်မှသတိထားမှုနဲ့ဆွေးနွေးမှုတွေကိုတောင်းဆိုနေကြပါတယ်။ဒီအခြေအနေဟာတန်တမာရေးရာကရန်လုံမှုကိုကြော်လွှားရမယ်ဆိုတာကိုထင်ရှားစွာသတိပေးနေပါတယ်။နှစ်နိုင်ငံစလုံးအနေနဲ့ဆက်သွယ်ရေးလမ်းကြောင်းတွေကိုအားဖြည့်ပြီး ယုံကြည်မှုတည်ဆောက်ရေးအစီအမံတွေကိုပြန်လည်တသက်ဝင်လာအောင်လှုပ်ဆောင်ဖို့နျူကလ িয়ার အန်ရီရှော့ချရေးသဘောတူညီချက်တွေကိုပြန်လည်သုံးသပ်ဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီဒေတာမှာစက္ကန့်ပိုင်းတွင်အသက်ရှင်တန်မှုကိုဆုံးဖြတ်နိုင်တဲ့အခြေအနေမှာပွင့်လင်းမြင်သာမှုနဲ့ထိန်းချုပ်မှုတွေသာဘေးအန္တရာယ်ကိုကာကွယ်နိုင်မဲ့တစ်ခုစီးသောအရာတွေဖြစ်ပါတယ်။အိန္ဒိယပါကစ္စတန်ဆက်ဆံရေးဟာအမြဲတမ်းရှုပ်ထွေးနေခဲ့ပေမဲ့နျူကလ িয়ার လက်နက်တွေပါဝင်လာတဲ့အခါဒါဟာကြောက်စရာကောင်းလောက်အောင်လုံထိခိုက်နေတဲ့အခြေအနေဖြစ်လာပါတယ်။တစ်ဖက်နဲ့တစ်ဖက်ရဲ့အန္တရာယ်မြင့်ကြောင်းတွေကိုနားလည်ပြီး အဲ့ဒါတွေကိုလေးစားဖို့ဆိုတာဟာအန္တရာယ်ဖြစ်မဲ့အဆင့်ကနေနောက်ဆုတ်ဖို့အတွက်တခုရီးသောနည်းလမ်းတစ်ခုဖြစ်နိုင်ပါတယ်ပထမဦးစွာနှစ်နိုင်ငံစလုံးအနေနဲ့ခိုင်မာတဲ့နျူကလ িয়ার အန္တရာယ်ရှော့ချရေးစင်တာတွေထူထောင်ဖို့နဲ့စစ်ဘက်ဆိုင်ရာဓာတ်ရိုက်ဆက်သွယ်ရေးလိုင်းတွေတည်ဆောက်ဖို့လိုအပ်ပါတယ်နောက်ကွယ်ကတန်တမာရေးဆွေးနွေးမှုတွေနဲ့ truck 2ဆွေးနွေးပွဲတွေတရားဝင်မဟုတ်တဲ့ဆွေးနွေးမှုတွေကိုလည်းဆက်လက်လှုံ့ဆော်ရမှာပါဒုတိယအနေနဲ့ယုံကြည်မှုတည်ဆောက်ရေးအစီအမံတွေဖြစ်တဲ့ဒုံးကျည်စမ်းသပ်မှုတွေကိုကြိုတင်အကြောင်းကြားတာနဲ့ ပုံမှန်မဟာဗျူဟာဆိုင်ရာဆွေးနွေးပွဲတွေကိုပြန်လည်တက်ဝင်လာအောင်လှုပ်ဆောင်ဖို့လိုအပ်ပါတယ်တတိယအနေနဲ့ကမ္ဘာအပိုင်းဝိုင်းအထူးသဖြင့်ကုလသမဂ္ဂနဲ့ American, Russia, တရုတ်လိုအင်အားကြီးနိုင်ငံတွေကဆွေးနွေးမှုတွေကိုလွယ်ကူချောမွေ့စေပြီးတင်းမာမှုတွေလျှော့ချရေးမှာတက်ကြွသွားပါဝင်ဆောင်ရွက်ရမှာပါ။နောက်ဆုံးအနေနဲ့မီဒီယာအရက်ပတ်လူမှုအဖွဲ့အစည်းတွေနှစ်ဖက်စလုံးကညံရီထက်မြက်သူတွေနဲ့ခေါင်းဆောင်တွေကတာဝန်သိတဲ့ဆွေးနွေးမှုတွေကိုတွန်းအားပေးရမှာပါ။ ဘာကြောင့်လဲဆိုတော့စစ်ပွဲတွေဟာနိုင်ငံရေးသမားတွေနဲ့စတင်နိုင်ပေမဲ့နျူကလ িয়ার စစ်ပွဲကတော့အဆုံးသတ်မသွားပါဘူး။သူတို့ကအရာအလုံးကိုဖျက်ဆီးပြစ်မှာပါ။ဒါဟာမဟာဗျူဟာဒါမှမဟုတ်နိုင်ငံရေးပထဝီအနေထားနဲ့ပဲသက်ဆိုင်တာမဟုတ်ပါဘူး။ဒါဟာရှင်သန်ရင်းနဲ့ပတ်သက်တာပါ။စင်ကျင်တုံတရားရှိမှုကအောင်မြင်ပါစေလို့မျှော်လင့်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။